်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာသိမကြခင်ချိန်ဒီမှာ one friday ပဲ one to six ပြန်ပွဲစတင်တော့မှဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်စင်မင်းတက်စီကိုတွဲလင်းတက်နဲ့ဆမ်မီတို့အပါဝင်ဒီညမှာပွဲထိုးရမယ့် fighter တွေကတက်ရောက်ပြီးတော့ပြည်သူတွေကိုနှုတ်ခွန်းဆက်နေကြပြီလေဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီညတွဲလင်းတက်နဲ့ဆိုင်အီတို့ပွဲစဉ်အပါဝင် one friday ပဲ one to six မှာပွဲကောင်းနေကြီးပဲအများပြပါဝင်တာကြောင့်ပြည်သူတွေကလည်းကြိတ်ကြိတ်တို့လာရောက်အားပေးတာကိုမြင်တွေ့နေရပါတယ်ခင်ဗျာဟုတ်ကဲ့ညုံပြေမမအခုချိန်အထိ ကိုင်းနဲ့ဝင်ဖို့စောင့်ဆိုင်ရတဲ့ပြည်သက်တွေအများအပြားရှိပါသေးတယ်ခမညဟုတ်ကျွန်တော်တို့ဒီညမှာစမ်အင်းနဲ့သွေးရင်တက်တို့ကတော့စတမမြောက်တွဲဆိုင်အထင်းနဲ့ပွဲထိုးကြမှာဖြစ်ပါတယ်စမ်အင်းဟာမနေ့ကဝိတ်ချိန်တာနဲ့ဟိုက်ဒရိုဂျင်တက်စစ်စေးတာမှာဝိတ်ကြရှုံးခဲ့တယ်ပေါ့လေသူကသတ်မှတ်ဝိတ်ထက်တိတသမ၄ပေါင်ပိုနေခဲ့တယ်ဒီတော့ဒီပွဲကိုသူတို့နှစ်ယောက်ကဝိတ်ညီပြီးတော့ထိုးဖို့သဘောတူလိုက်ကြတယ် ဲ့ဒီအတွက်ဆမ်အေဟာတူလင်းတက်ကိုသူရရှိမဲ့ထိုးကြည့်တဲ့အတချို့တော့ကိုခွဲပေးရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့တူလင်းတက်ကလည်းဒီပွဲကိုအနိုင်ရရှိဖို့အတွက်တင်းတင်းကြပ်ကြပ်ကိုလက်ကျင်ပြင်ဆင်တာတွေ့ရပါတယ်ထိုင်းနိုင်ငံစီကိုတလားလောက်ကြိုလာပြီးတော့သူဟာပွဲအတွက်ပြင်ဆင်နေခဲ့တာပါခင်ဗျဆမ်အေကတော့တူလင်းတက်ဟာဒီပွဲမှာတော့ငွေတန်းဖြစ်ဆိုတာဘာကိုခေါ်တယ်လဲဆိုတာသိရတော့မယ်လို့ပွဲမစခင်မှာကြုံဝါထားပါတယ်ပြီးတော့ ။ तू ကဒီဘက်မှာခိုင်းပရိသတ်တွေနဲ့ခိုင်းဖိုက်တာတွေကသူ့ကိုဝိုင်းရံအားပေးကြပါ။ twin တက်ကခိုင်းဖိုက်တာတွေကိုဇက်တိုက်အနိုင်ပြနေတာကို तू ကဒီဘက်မှာရက်တက်ပြမယ်လို့လေကြိုပြောထားပါတယ်ခင်ဗျ။အဲ့တော့စာမေးအနေနဲ့ तू ပြောတဲ့အတိုင်းလုပ်ပြနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ကြဖို့ရှိနေပါတယ်။ twin တက်ကတော့ပွဲမဆိုင်ကာလမှာတကယ့်ကိုကျွေဝဝနဲ့လက်ကျင်မြင်စင်တွေကိုတွေ့ရတယ်။ပွဲကြိုပြောစကားဆိုလို့လေဘာတစ်ခုမှမထွက်ခဲ့ဘူး။ဒီတော့ ဲ့လိုရုပ်ဝတ်ချက်နဲ့စင်ပေါ်ထက်ကိုရောက်လာတဲ့သွေးလင်းထက်ကဘာတွေများလုပ်ပြလိမ့်မလဲဆိုတာကိုပြည်သက်တွေကလည်းစိတ်ဝင်စားရှိနေကြတယ်ခင်ဗျသွေးလင်းထက်ဟာဒီပွဲမှာအနိုင်ရခဲ့ရင်အမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာချုပ်ကြီးကိုရရှိတော့မယ်လို့လည်းသတင်းတွေထွက်နေပါတယ်အဲ့တော့သွေးလင်းထက်ဟာအခုဆိုရင်ဒီညမှာထွားအောင်ပွဲစဉ်အတွက်စင်ပေါ်ထက်ကိုတက်ပြီးတော့ပြည်သက်တွေကိုနှုတ်ခွန်းဆက်လို့နေပါပြီသူ့အနေနဲ့ရှောက်ပွဲမြောက်ပွဲစဉ်မှာဆမ်အေနဲ့ခိုးရမှာပါ9နိုင်မထိုးခင်မှာကျွန်တော်တို့ပွဲကြီးရအောင် ရှိနေပါတယ် တူလင်တန်ရဲ့ဆမ်အေရိုးရဲ့ပွဲစဉ်ကိုအားပေးဖို့အသင်းပြင်ထားလိုက်ရအောင်လို့ပြည်သက်ကြီးကိုဒီနေ့အနေဖိတ်ခေါ်စကားပြောလိုက်ပါရခင်ဗျာတီရှူအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ